င်္ဂလာပါဒီနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစ္စနိုင်ကတောင်ဝီယူတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ထရမ့်ဒုတိယသတ်တမ်းမှာကျင်းပတဲ့ရွေးကောက်ပွဲကိုဒီမိုကရက်ဘက်ကကြီးအနိုင်ရသွားတဲ့သတင်းရုရှားသမ္မတပူတင်ကဘူရေဗက်စနစ်တုံးကြီးတိဆောက်ခဲ့သူတွေကိုစုချီးမြှင့်ခဲ့တဲ့သတင်းနဲ့ စင်ကာပူတီထောင်သူ လီကွမ်ယူရဲ့နေအိမ်ကိုဆွေရဘကမော်ကွန်းတိုက်ဖြစ်တတ်မှတ်မယ်ဆိုတဲ့သတင်းတွေပဲဖြစ်ပါရည်ဗမာဆုံးတင်ဆက်ပေးမှာကတော့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဒုတိယမြောက်သက်တမ်းမှာပထမဆုံးကျင်းပခဲ့တဲ့ရွေးကောက်ပွဲအတွင်းဒီမိုကရက်တီသာအနိုင်ရသွားကြောင်းသိရပါရည် ဓိကကြဆုံးရွေးကောက်ပွဲ၃ခုတည်းကတစ်ခုကိုဇူရန်မန်ဒနီအနေနဲ့နိုင်ရခဲ့ပြီးနယူးယောက်မြို့တော်ဝင်အသစ်ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ဒီမိုကရက်တစ်ဆိုရှယ်လစ်ဖြစ်သူ့ကိုယ်သူရည်ညွှန်းလေးရှိတဲ့မန်ဒနီကပထမဆုံးအာဖရိကဘွားနဲ့တောင်အာရှအနယ်မြို့တော်ဝင်ဖြစ်လာခဲ့ပါတယ်။အဲ့နောက်နယူးဂျာစီနဲ့ဗာဂျီးနီးယားပြည်နယ်အုပ်ချုပ်မှုနေရာတွေအတွက်ဒီမိုကရက်ကိုစားပြုအမျိုးသမီးကိုယ်စားလှယ်နှစ်ဦးကသာအနိုင်ရသွားတာကိုလည်းတွေ့ရပါတယ် ဒါကြောင့် CIA ထောက်လှမ်းရေးအရာရှိဟောင်း Abigail Spanberger ဟာ Virginia ပြည်နယ်ရဲ့ပထမဆုံးအမျိုးသမီးအုပ်ချုပ်ရေးမှူးဖြစ်လာတော့မှာပါ အသက်53နှစ်အရွယ် Mikey Shure ကလည်း New Jersey ပြည်နယ်ရဲ့အုတ်ချွေမှုတာဝန်ကိုထမ်းဆောင်ရဖို့တည်ကြနေပြီဖြစ်ပါရီ။ဒါပြင် California ပြည်နယ်ရဲ့မဲဆန္ဒရှင်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်တစ်ခုကိုအတည်ပြုလိုက်ပါရီ။ ်အခုလိုမျိုးပြင်းစင်ရေးဆွဲလိုက်တဲ့အောက်လွတ်တော်မဲဆန္ဒနယ်မြေဆိုင်ရာမြေပုံအစ်စ်ကြောင့်ဒီမိုကရက်တီအတွက်အသာစီးရစေနိုင်တယ်လို့ Republican အမတ်နေရာ၅ခုထီလဲဖယ်ရှားနိုင်မှာဖြစ်ပါရည်အလားတူ Pennsylvania ပြည်နယ်တရားရုံးချုပ်ကဒီမိုကရက်တရားသူကြီး၃ဦးကိုဆက်လက်တာဝန်ထမ်းဆောင်နိုင်အောင်မဲဆန္ဒရှင်တွေအနေနဲ့ရွေးချယ်တင်မြှောက်ခဲ့တယ်ဆိုပြီး ဖော်ပြထားပါရည်အခုညမှာ ထရမ့်နဲ့မဲမဲစင်းနဲ့မပါဝင်တာနဲ့အစိုးရလုပ်ငန်းတွေရပ်ဆိုင်နေတာက Republican တွေရွေးကောက်ပွဲကိုရှုံးနေရတဲ့အကြောင်းရင်းနှစ်ခုဖြစ်တယ်ဆိုပြီးလက်ရှိသမ္မတဖြစ်သူကိုယ်တိုင်ရည်သားထားပါရီ American သမ္မတ Barack Obama ကတော့အနိုင်ရတဲ့ Democrat ကိုယ်စားလှယ်လောင်းတွေကိုဂုဏ်ပြုခဲ့တယ်လို့အနာဂတ်ဟာအနေငယ်ပိုပြီးတောက်ပလာဖို့ရတယ်လို့လည်း posting ထားခဲ့ပါရီ နောက်ထပ်သတင်းဥပုတ်အနေနဲ့ရုရှားသမ္မတဗလာဒီမာပူတင်ကဘူရီဗက်စ်နဲ့ဒုံးကြီးတိဆောက်သူတွေနဲ့သူတေသနပညာရှင်တွေကိုနိုဝင်ဘာလ၄ရက်နေ့မှာဂုံပြုစုချင်းမြင်ခဲ့ပါတယ် ВВВ добились имеет без преувеличения историческое значение для нашего ဒါကမဟာဗျူဟာမြောက်လက်နက်တွေဖြစ်ကြတဲ့နူဆွိုင်းရင်သုံးဘူရီဗက်စ်နဲ့ဒုံးကြီးနဲ့ ပိုဆိုင်ဒွန်ရောက် drone လက်နက်တွေကိုသူတည်တနာနဲ့တကွတိဆောက်ခဲ့သူတွေ ဖြစ်တယ်ဆိုပြီးဖော်ပြထားပါတယ်။ရုရှားရဲ့မဟာဗျူဟာမြောက်ခေမီလက်နက်တွေဖြစ်တဲ့လျောက်ထုတ်လုပ်နိုင်ခဲ့သူတွေကိုကျေးဇူးတင်တဲ့အကြောင်းပူတင်ကပြောကြားသွားခဲ့ပါတယ်။အဲ့ဒီ 9M730 Burevex နဲ့ဒုံးကြီးက NATO အဖွဲ့ရဲ့ XSC X9 လေကြောင်းကောက်ွေးစနစ်တွေကိုထိုးဖောက်နိုင်တဲ့အလျောက်တားဆီးမရနိုင်တဲ့လက်နက်ဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ အဲ့ဒီလက်နက်တွေဟာအကော်ဝေးအကန့်အသတ်မရှိသွာလာနိုင်တဲ့အပြင်ခက်မှန်းရခက်ခဲတယ်လို့ပါ ဆိုထားပါတယ်။အဲ့နောက်ပူတင်ကကျွန်တော်တို့တိုင်းပြည်ဟာအခြားသူတွေပေါ်ချင်းချောက်မှမဟုတ်ပါဘူး။စစ်တပ်နဲ့ရေတပ်ကိုခိမိလက်နက်တွေနဲ့တက်စင်ရင်ကာကွယ်ရေးစနစ်တွေဖန်တီးနိုင်ဖို့အတွက်သာရည်ရွယ်ထားပါတယ်ဆိုပြီးပြောသွားပါတယ် 2018ခုနှစ်တုန်းကဘူရဘက်စ်နဲ့ဒုံးကြီးအကြောင်းကို ပထမဆုံးကြေညာခဲ့တာဖြစ်ပြီးဒါဟာအမေရိကန်ရဲ့ဒုံးခွေးစနစ်တွေနဲ့ရှင်ပြိုင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။နောက်ထောင်တစ်ခုနှစ်အရောက်မှာတော့နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေကိုအမေရိကန်ဘက်ကဒုံးခွင်းစနစ်တွေစတင်တပ်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ ဆက်လက်တင်ဆက်ပေးမှာကတော့ပထမဆုံးစင်ကာပူဝင်ကြီးချုပ်လီကွမ်ယူရဲ့အိန္ဒိယကိုနိုင်ငံတော်မော်ကွန်းတိုက်ဖြစ်သတ်မှတ်ဖို့အတွက်စီစဉ်ထားတယ်လို့အစိုးရအဖွဲ့ကပြီးခဲ့တဲ့အင်္ဂါနေ့မှာတီးပြသွားပါတယ်အဒီကိစ္စအတွက်လီကွမ်ယူရဲ့သားသမီးတွေကြားအပြင်းထန်အငင်းပွားခဲ့ကြပြီးနောက်အခုလိုမျိုးထုတ်ပြန်လာခဲ့တာဖြစ်ပါတယ် 1989ခုနှစ်တွင်စင်ကာပူအလဲပိုင်းမှာဆောက်လုပ်ခဲ့တဲ့ဒီတထက်တိုက်အင်ဂျီကိုထိမ့်သိမ်းဆောက်ရှောက်ဖို့ရာထိုက်တန်တယ်လို့အကြံပေးအဖွဲ့တစ်ခုကအကဲဖြတ်ပေးခဲ့တာဖြစ်ပါတယ်။ဒါ1950ပြည့်နှစ်တွင်မှစင်ကာပူကိုကိုလိုနီဘဝကနေလွတ်လပ်တဲ့နိုင်ငံဖြစ်ကူးပြောင်းစေခဲ့တဲ့အထိတ်မှတ်ဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။2015ခုနှစ်မှာကွယ်လွန်ခဲ့တဲ့လီကွမ်ယူကတော့သူ့နေအိမ်ကိုဖျော်ဖြဲခြင်းနဲ့ဆိုပြီးလူသိရှင်ကြားပြောဆိုခဲ့ပူပါရီ ်လီကွဲယူရဲ့တည်တန်းစာထဲမှာလည်းဒီတောင်းဆိုချက်ကိုထည့်သွင်းထားခဲ့ပြီးဖြိုဖျက်ဖို့မဖြစ်နိုင်ခဲ့ရင်သာသမီနဲ့မိသားစုနဲ့တားဆင်မျိုးဆက်ကလွဲလို့ဘယ်သူမှဝင်ခွင့်မရအောင်ပိတ်ထားကျင်တယ်လို့လည်းဆိုထားပါရီခေတ်သစ်စင်ဘူးနိုင်ငံတီထောင်သူလီကွဲလွန်သွားခဲ့ပြီးနောက်အင်ကိုဘာလို့ရမလဲဆိုတဲ့မေကွန်းကသာသမီ၃ဦးနဲ့အများပြည်သူတွေကြားအငင်းပွားစီခဲ့ပါရီ စင်ကာပူရဲ့တတိယမြောက်ဝင်ကြီးချုပ်ဖြစ်တယ်လို့အကြီးဆုံးသားလဲဖြစ်တဲ့လီရှန်လွန်းကတော့ဒီအမွေနစ်ကိုထိမ့်သိမ့်နိုင်မှုအစိုးရအနေနဲ့သာဆုံးဖြတ်သင့်တဲ့အကြောင်းမှတ်ချက်ပြုထားပါရီအဲဒီနောက်လီရှန်လွန်းရဲ့ညီမဖြစ်သူလီဝင်လေးနဲ့အကိုဖြစ်သူလီရှန်ရန်တို့ကလည်းဖခင်ရဲ့ဆန္ဒနဲ့အညီနေအိမ်ကိုဖြိုဖျက်သင့်တယ်လို့သာသဘောထားပြီးခဲ့ကြပါရီ နောက်ထပ်သတင်းပုတ်အနေနဲ့ကာမေဂီမုန်တိုင်းကြောင့်ဖိလစ်ပိုင်နိုင်ငံမှာသေဆုံးသူဦးရေ60ကျော်ထိမြင့်တက်လာခဲ့တယ်လို့နိုဝင်ဘာလ9ရက်နေ့မှာတာဝန်ရှိသူတွေအနေနဲ့အတည်ပြုသွားပါတယ်။အာကောင်နဲ့ဒီတိုင်းဖုံးမုန်တိုင်းကြောင့်ဖိလစ်ပိုင်အလဲပိုင်းဒေသတစ်လျှောက်မိုးသက်နှက်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှပ်မှုတွေပါဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့်နေအိမ်တွေပေါ်ရေလွှမ်းမှုသွားခဲ့တယ်လို့ထောင်ပေါင်းများစွာသောလူတွေဟာလည်းဘေးလွယာစီ ပြောင်းရွှေ့ခဲ့ရပါတယ်။ဒေသလိုက်တီနိုလို့အမည်ရတဲ့မုံတိုင်းကအင်္ဂါနေ့အစောပိုင်းမှာကုန်းတွင်းပိုင်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်အပြော့သွားပြီးဖြစ်ပေမဲ့လည်းတနအီမိုင်80လေးတိုက်နှုန်းနဲ့ဆက်လက်တိုက်ခိုက်နေစေဖြစ်ပါတယ်။အဲ့နောက်ကာမေဂီဟာမြောက်ပိုင်းပလာဝမ်ဒေသနဲ့တောင်တရုတ်ပင်လယ်ဘက်စီဥတီနေပြီဖြစ်ကြောင်းဖော်ပြထားပါတယ်။ အခုလိုမျိုးတေဆုံးခဲ့ရသူအများစုကိုအလဲပိုင်းစီဘူးပြည်နယ်ကဖြစ်တယ်ဆိုပြီးဒေသဆိုင်ရာအရာရှိတဦးအနေနဲ့အတည်ပြုထားပါတယ်စီဘူးမြို့မှာတော့ရေကြီးတာရော့ကျသွားပြီးဖြစ်ပေမဲ့လေနေရာအတော်များများမှာလျှက်စစ်တအားနဲ့ဆက်သွယ်ရေးဝန်ဆောင်မှုတွေပြတ်တောက်နေစေဖြစ်ကြောင်းသိရပါတယ် ဆက်လက်တင်ဆက်ပေးမှာကတော့ Tesla CEO Elon Musk ကိုရှယ်ယာစုကြည်ပေးရမယ့်ကိစ္စနဲ့ပတ်သက်ပြီးနော်ဝေနိုင်ငံပိုင်ရင်းနှီးမြှုပ်နှံရေးရန်ပုံငွေအဖွဲ့ကစန့်ကျင်မဲ့ပေးဖို့ရှိတဲ့အကြောင်းပြီးခဲ့တဲ့အင်္ဂါနေ့မှာထုတ်ပြန်လာခဲ့ပါတယ် ဒါနိုဝင်ဘာလ6ရက်နေ့မှာကျင်းပသွားမယ် Tesla ကုမ္ပဏီရဲ့နှစ်ပတ်လည်အစည်းအဝေးကနေ Elon Musk ကိုဒေါ်လာ1 trillion တန်ကြီးရှိတဲ့စုကြီးပေးသင့်မပေးသင့်ဆုံးဖြတ်သွားမှာပါအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး Tesla မှာယင်းနှိမ့်ညံထားတဲ့ share ရှင်တွေဟာဒီမဲခွဲဆုံးဖြတ်မှုတွေမှာပါဝင်ကြရဖို့ရှိနေပါတယ်ဒါ CEO တွေတဲမှာစုကြီးငွေအများဆုံးပမာဏဖြစ်လာမဲ့အပြင် အလွန်များပြားတဲ့ဆိုတော့ဝေဖန်မှုတွေပါပေါ်ထွက်လာခဲ့ပါတယ် ဒါကြောင့်ကမ္ဘာအကြီးဆုံးဖြစ်တဲ့နော်ဝေနိုင်ငံပိုင်ရန်ပုံငွေအဖွဲ့ကဘလူးမဲပေးသွားမလဲဆိုတဲ့သဘောထားကိုထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။ Tesla ကုမ္ပဏီရဲ့နောက်ထပ်အကြီးမားဆုံးယင်းနှိမ့်မြုံနယ်သူဖြစ်တဲ့ Baron Capital ကတော့ Elon Musk ကိုထောက်ခံမဲပေးသွားမယ့်အကြောင်းပြောထားပါတယ်။ဒါပေမဲ့လည်း Banks ဟာစနစ်တာအတွင်း Tesla ကုမ္ပဏီရဲ့တန်ကြီးကိုဒေါ်လာ1 trillion ကနေ8.5 trillion အထိတိုးမြှင့်ပေးအောင်မှာဖြစ်ပါတယ်။ တကယ်လို့သာသူအောင်မြင်ခဲ့ရင် Max ဟာကုမ္ပဏီ share 25ရာခိုင်နှုန်းနဲ့အတူပထမဆုံး trillionaire ဖြစ်လာဖို့ပါရှိနေပါတယ်လက်ရှိမှာလဲကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ရက်တီလျက်ရှိတဲ့ Max ကသူ့ပိုင်ဆိုင်မှုတွေကိုဒေါ်လာ1 trillion ကျော်အထိတိုးမြင့်နိုင်မှုအလားအလာကောင်းနေပါတယ် Knight's Bachelor, to receive the honour of knighthood, Sir David Beckham, for services to sport and to charity. နောက်ဆုံးသတင်းတပုတ်အနေနဲ့အင်္ဂလန်အသင်းကောင်းဆောင်ဟောင်းဒေးဗစ်ဘက်ခမ်းဟာဘောလုံးအကစားနဲ့အတူ လူမှုအဖွဲ့အစည်းအတွက်အကျိုးပြုခဲ့တဲ့ဆိုပြီးစာပွဲချီးမြှင့်ခံလိုက်ရပါတယ်ဒါကြောင့်ဘက်ခန်းကိုအမျိုးသားဘောလုံးအားကစားနီးကနေစာပွဲချီးမြှင့်ခံရတဲ့16ရောက်မြောက်ပုတ်ကူဖြစ်လာစေခဲ့ပါတယ်။ ဒီနေ့စောပိုင်းကလေးက Charles Payne ရဲ့မွေးနေ့အထိမ့်မှတ်ဂုံပြူစီးရင်တွေထဲမှာဘက်ခန်းကိုထည့်သွင်းထားခဲ့တာလည်းဖြစ်ပါတယ်။အဲ့နောက် အသက်50ရှိနေပြီဖြစ်တဲ့ဘက်ခန်းကဒီထက်ပိုပြီးဂုံယူစရာမရှိတော့ပါဘူး။ကျွန်တော်နိုင်ငံကိုဘလောက်ချစ်တယ်လဲဆိုတာလူတွေအားလုံးသိပါတယ်ဆိုပြီးမှတ်ချက်ပေးတော့ပါတယ်။ အော်တိုဘာလ၄ရက်နေ့တွင်ဝင်းဆာရဲတဲမှာကျင်းပသွားတဲ့ဒီစုပွဲပွဲအခမ်းအနားကိုဘက်ခဲကဇနီးဖြစ်သူဗစ်တိုးရီးယားအပါဝင်မိဘ၂ဦးနဲ့တကွတက်ရောက်လာခဲ့တာဖြစ်ပါတယ်။၂၀၁ခုနှုန်းကလည်းဗီယမာကြီးအဲလစ်ဘက်ကိုရိုင်းချင်းမြင့်ခဲ့တဲ့ OPE ဂုံတူးဆောင်ပွဲကိုလက်ခံရရှိခဲ့ပြီးဒီတစ်ခေါက်မှာတော့ဘက်ခဲရဲ့ပွဲတဲ့ဝစ်ဆောင်ကိုဗစ်တိုးရီးယားကိုရိုင်းကဒီဇိုင်းဆွဲပေးခဲ့တာပါ။ ဲ့ဒီနာမည်ကြီးဘောလုံးသမားဟာ UNICEF ရဲ့လူသားချင်းစာနာမှုအကူအညီပေးရတဲ့ရမုံငွေအစီအစဉ်တွေမှာပါဝင်ကူညီခဲ့မှုတဲ့အပြင်ပြည်တွင်ပြင်းရဲ့ Foundation မှာပါတန်တမန်ဖြစ်ကာလကြာရှည်ဆောင်ရွက်ပေးခဲ့မှုပါတယ်။ဒါပြင်ဘက်ကန်ဟာအင်္ဂလန်အသင်းတို့ပွဲပေါင်း135ပွဲကစားပေးခဲ့သူဖြစ်ပြီး2000ပြည့်နှစ်ကနေ2006ခုနှစ်အထိအသင်းကောင်းဆောင်တာဝန်ကိုရယူနိုင်ခဲ့ပါတယ်။ well, actually, he was admiring my suit, uh, and I actually said he was the inspiration. Uh, funnily enough, um, I looked at old pictures of him in his, uh, his uh, younger years, and um, because I know how elegant he dresses, and uh, I just thought it was. Um, quite important for me to get it right, and uh, my wife made the suit, so um, I was very lucky. Okay, ba. Nangin gat the dunigu, the lone bit, son talay bari. ကျွန်တော်ကတော့ကေဆက်နိုင်ပါ